မအောင်တင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားသမ္မတပူတင်ကတဲခင်းနဲ့ယင်းမြန်ဒီအောင်ပွဲ80ပြည့်ဂုံပြုတ်ကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်းကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရမ်းနဲ့မထိုင်ခိုင်းမဲနဲ့နောက်တန်းမှာပဲနေရာချထားပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကမေလ၈ရက်နေ့ညပိုင်းမှာရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင့်ဖင်အပါအဝင်နိုင်ငံခေါင်းဆောင်များကိုဂွန်ပြူညစာစားပွဲနဲ့ကပွဲကိုဖိတ်ခေါ်ခဲ့ပြီးတော့ ဲ့ဒီပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အခြားနိုင်ငံငယ်များကခေါင်းဆောင်များနဲ့အတူနောက်တန်းမှာပဲဂျောင်းထိုးပြီးတော့နေရာချထားတာကိုတွေ့ရပါတယ်။မနေ့ကညကဂွန်ပြုညစာစားပွဲနဲ့ကပွဲချင်းပရာအန်ဒရီစကီခမ်းမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့ ရုရှားသမ္မတပူတင်တို့ကရှေ့ဆုံးအတန်းမှာဒရန်နဲ့ထိုင်ခဲ့ကြပြီးတော့နောက်ဘက်ကျတဲ့ထိုင်ကုန်ဒန်းတွေမှာတော့မင်းအောင်လိုင်းနဲ့အခြားသောနိုင်ငံငယ်များကခေါင်းဆောင်များကိုကြောင်းထိုးနေရာချထားပေးတာကိုမြင်တွေ့ခဲ့ရပါတယ်ဒီကနေ့မေလ9ရက်နေ့မှာရုရှားနိုင်ငံမော်စကိုမြို့မှာ1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်ခြိတက်ပွဲကိုပြုလုပ်မှာဖြစ်ပြီးတော့မြန်မာစစ်တပ်လည်းပါဝင်ခြိတက်မှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ